မင်္ဂလာညနေခင်းပါရှင်။အော်တိုဘာလ29ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုစတင်ပြီးတိုင်းရထုံးနဲ့တင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့နိုင်ငံရေးဆိုင်ရာ အပြန်အလှန်စိစက်ဆွေးနွေးရေးဟာရွေးကောက်ပွဲထက်ဥစွာလုံရမယ့်ကိစ္စရဲ့ဖြစ်ကြောင်းအပောင်းဝင်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအာဆီယံကအထက်28ချက်ပါတဲ့သဘောထားကိုထုတ်ပြန်ခဲ့တဲ့သတင်း။ဆိုင်ကလုန်းမုန်တိုင်းမွန်ထားအော်တိုဘာ28ရက်မှာအကောင်သောဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံဘက်ကဦးတည်ရွေလျားမဲ့အခြေအနေမရှိတာကြောင့်အဝါရောင်အဆင့်သတ်မှတ်ထားတဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်အတွက်ထရမ့်ကိုကမရီယောဝင်ကြီးချုပ်နဲ့ထိုင်းဝင်ကြီးချုပ်တို့ချီးကျူးခဲ့တဲ့တဲ့နဲ့လူစားလင်းခံရခြင်းဗီနီစီယက်စ်ရဲ့အပြုအမူအတွက်တီးထက်တွေးဆုံပြီးစကားပြောဆိုသွားမယ်လို့အလွန်ဆိုပြောကြားတဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆုံးတဲ့ပုံအနေနဲ့ နိုင်ငံရေးဆိုင်ရာအပြန်အလှန်ဆက်ဆက်ဆွေးနွေးရေးဟာရွေးကောက်ပွဲထက်ဥစွာလုံရမဲ့ကိစ္စရပ်ဖြစ်ကြောင်းအပအဝင်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအာဆီယံကအချက်28ချက်ပါတဲ့သဘောထားထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံရေးဆိုင်ရာအပြန်အလှန်ဆက်ဆက်ဆွေးနွေးရေးဟာရွေးကောက်ပွဲထက်ဥစွာလုံရမဲ့ကိစ္စဖြစ်တယ်ဆိုတဲ့အချက်အပအဝင်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအာဆီယံကအချက်28ချက်ပါတဲ့သဘောထားထုတ်ပြန်ခဲ့ပါတယ်။ ဘောင်းတဘောင်းတင်ကြီးချက်၅ချက်နဲ့ဆန်လင်ပြီးအာဆီယံခေါင်းဆောင်တွေကပြန်လည်ဆန်းစစ်ခဲ့ပြီး2025ခုနှစ်ဇွန်လ9ရက်နဲ့အောက်တိုဘာ9ရက်တို့မှာကျင်းပခဲ့တဲ့38ကြိမ်မြောက်အာဆီယံညှိနှိုင်းဆောင်ရွက်ရေးကောင်စီ ACC အစည်းအဝေးနဲ့အာဆီယံနိုင်ငံသားကြီးဝင်ကြီးတွေရဲ့အစည်းအဝေးတွေကအကြံပြုချက်တွေကိုမှတ်သားထားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့လက်နက်ကိုင်ပဋိပက္ခနဲ့ဆိုးရွားနေတဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေ ဘုံသဘောတူညီချက်၅ရက်ကိုအကောင့်ထည့်ဖော်ရမှာတိုးတက်မှုမရှိတဲ့အခြေအနေတွေကိုစိုးရိမ်ကြောင်းအာဆီယံကောင်ဆောင်တွေကဖော်ပြခဲ့ပါတယ်။ဒါ့အပြင်အရက်သားတွေအပေါ်အကြမ်းဖက်မှုကျွလွန်နေတာကိုလည်းရှုံချကြောင်းထုတ်ပြန်ကြမှာဆက်လက်ဖော်ပြထားပါတယ်။ပဋိပက္ခအရှိန်မြင့်တက်လာတဲ့အနေအထားတွေရက်တန့်သွားရတဲ့အတွက်သက်ဆိုင်သူအလုံးကအစွမ်းကုန်တေးခံကြဖို့လည်းအာဆီယံကောင်ဆောင်တွေကတိုက်တွန်းထားပါတယ်။လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနိုင်ရင်းနဲ့အားလုံးပေါင်းဝင်တဲ့နိုင်ငံရေးဆိုင်ရာအပြန်အလှန်ဆွေးနွေးမှုတွေလှုံ့ဆော်ရေးအတွက်ပတ်ဝန်းကျင်ဖန်တီးဖို့လည်းတိုက်တွန်းထားပါရစေ။ မြန်မာနိုင်ငံဟာအာဆီယံရဲ့အရေးပါတဲ့အစိပ်ပိုင်းဖြစ်တာကြောင့်ဖြစ်ပေါ်နေတဲ့အကျက်တဲအတွက်ငြိမ်းချမ်းပြီးဒါရှေခံတဲ့ဖြည့်ရှင်းချက်တရက်ရှာဖွေရမှာအာဆီယံကမြန်မာနိုင်ငံကိုဆက်လက်ကူညီသွားမယ်လို့အာဆီယံခေါင်းဆောင်တွေကဖော်ပြထားပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌက၎င်းရဲ့အထူးတန်တမန်ကတဆင့်မြန်မာနိုင်ငံမှာရှိတဲ့သက်ဆိုင်ရာအဖွဲ့အစည်းအလုံးစိစက်ဆွေးနွေးနိုင်ရတဲ့အတွက်ဆောင်ရွက်မှုတွေကိုမိမိတို့အကြံပြုနေတယ်လို့အာဆီယံခေါင်းဆောင်တွေကဖော်ပြခဲ့ပါတယ် 2025ခုနှစ်မလ28ရက်ကမြန်မာငလင်ကြောင့်ထိခိုက်ခဲ့ရတဲ့လူအတိုင်းအဝိုင်းအတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ကုလသမဂ္ဂတို့ရဲ့အကူအညီပေးမှုတွေကိုလည်းမိမိတို့ကျေစုတင်တယ်လို့ဆိုပါတယ်။အထွေထွေရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေအပအဝင်မြန်မာနိုင်ငံမှာဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဘက်ကအစီရင်ခံတင်ပြလာတာကိုမိမိတို့မှတ်သားထားတယ်လို့အာဆီယံခေါင်းဆောင်တွေကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဘုံသဘောတူညီချက်၅ရက်ကိုမြန်မာအာဏာပိုင်တွေကအကောင့်ထည့်ဖော်ရမှာတိတာထင်ရှားတဲ့တိုးတက်မှုမရှိတာကိုအလွန်မင်းစိုးရိမ်နေလို့ထုတ်ပြန်ကြမှာဖြည့်ဆွတ်ဖော်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့အကြက်တဲကိုဖြည့်ရှင်းရမှာဘုံသဘောတူညီချက်၅ရက်ကိုအဓိကမိញမ်းရအဖြစ်မိမိတို့ထံလောင်းအတည်ပြုတယ်လို့အာဆီယံခေါင်းဆောင်တွေကဖော်ပြခဲ့ပါတယ်။ ဒီအချက်တွေနဲ့အညီအာဆီယံအထူးတန်တမန်ကမြန်မာနိုင်ငံမှာရှိတဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆက်လက်ဆေးဆက်ညှိနှိုင်းဆောင်ရွက်သွားရမှာဖြစ်ပြီးဒီလိုဆောင်ရွက်ရမှာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့မြန်မာအိန္ဒိယချင်းတွေရဲ့ပံ့ပိုးမှုတွေနဲ့ဆောင်ရွက်ရမယ်လို့ဆိုပါတယ်မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်ကိုကာလရှည်ခံထားရေးအတွက်အဆိုပြုချက်ကိုအကောင့်ထဲဖော်ဖို့အကြီးအကဲတာဝန်ရှိသူတွေကိုတာဝန်ပေးထားတယ်လို့ဖော်ပြခဲ့ပါတယ်2025ခုနှစ်ဒသမလရဲမှာမြန်မာနိုင်ငံကရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီးဒီရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့ အာဆီယံဖွဲ့ဝင်နိုင်ငံတွေကိုတိုးပြီးဖိတ်ကြားထားတာကိုမိမိတို့မှတ်သားထားကြအောင်လွတ်လပ်များတောင်းမှုရှိပြီးပွင့်လင်းမြင့်တောင်းမှုရှိကအားလုံးပါဝင်ပြီးယုံကြည်စိတ်ချရတဲ့အထွေထွေရွေးကောက်ပွဲဖြစ်ပေါ်လာရေးရဲ့အရေးကြီးပုံကိုအလေးပေးပြောကြားလိုကြောင်းဖော်ပြခဲ့ပါတယ်။ဒါ့ပြင်အကြမ်းဖက်မှုတွေရပ်သွားအောင်လှုံ့ဆော်ရင်းနဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆိုင်ရာအပြန်အလှန်ဆေးဆက်ဆွေးနွေးရေးတွေကရွေးကောက်ပွဲထက်ဥစွာလုံရမယ့်အရာတွေဖြစ်တာကိုအလေးထားပြောလိုတယ်လို့အာဆီယံခေါင်းဆောင်တွေကထုတ်ပြန်ကြမှာဆက်လက်ဖော်ပြထားပါတယ်။ ေးတင်ဆက်ပေးမှာကတော့ဆိုက်ကလုန်းမုန်တိုင်းမွန်ထားအော်တိုဝါ28ရက်မှာအောက်ကောင်းတဲ့ဆိုက်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပြီးမြန်မာနိုင်ငံဘက်ကဦးတည်ရွေလျားမဲ့အခြေအနေမရှိတာကြောင့်အဝါရောင်အဆင့်သတ်မှတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါဆိုက်ကလုန်းမုန်တိုင်းမွန်ထားဟာအော်တိုဝါ28ရက်မှာအောက်ကောင်းတဲ့ဆိုက်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပြီးမြန်မာနိုင်ငံကိုဦးတည်ရွေလျားမဲ့အခြေအနေမရှိတာကြောင့်အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့အောက်တိုဘာ28ရက်နေ့မိုးလဲပိုင်းကထုတ်ပြန်ထားပါတယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်7:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ဆိုက်ကလုန်းမွန်တိုင်းမွန်တာဟာမြောက်အနောက်မြောက်ဘက်ကိုရွေ့လျားခဲ့ပြီးဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းကိုရောက်ရှိခဲ့ကြောင်းအဆိုပါဆိုင်ကလုံးမုန်တိုင်းမွန်တာဟာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်း915မိုင်ခန့် အိန္ဒိယနိုင်ငံချန်နိုင်းရဲ့အရှိအရှိတောင်ဘက်ရေမိုင်260ခန့်ကာကီနာဒါရဲ့အရှိတောင်ဘက်ရေမိုင်305မှန်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်းဆိုင်ကလုန်းမွန်တိုင်းမွန်တာရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက်ကိုဥတီရွေလျားမဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်အဆင့်လို့သတ်မှတ်ကြောင်းထုတ်ပြန်ထားပါတယ်။အဆိုပါဆိုင်ကလုန်းမွန်တိုင်းမွန်တာဟာ အနောက်အနောက်မြောက်ဘက်ကိုရွေလျားနိုင်ပြီးအော်တိုဝါ28ရက်နေ့မှာအားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပြီးအဲ့ဒီညပိုင်းမှာအင်ဒရာပရာဒိရှ်ကမ်းခြေကိုဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ကြမှာပါရှိပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းမွန်တားရဲ့အချိန်ကြောင့် ော်တိုဘလ28ရက်နေ့အထိရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းတနင်္သာရီတိုင်းချင်းမော်ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲကနေရာစိမ့်စိမ့်နဲ့နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းကချင်း၊ကယား၊ကရင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားကနေနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ငြိမ်းချမ်းရေးသဘောတူညီချက်အတွက်ထရမ့်ကိုကမ္ဘာရီးယားဝန်ကြီးချုပ်နဲ့ထိုင်းဝန်ကြီးချုပ်တို့ချီးကျူးခဲ့တယ်ဆိုတဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ အော်တိုဝါ၂၆ရက်ကကမ်မရီးယားနဲ့ထိုင်းနိုင်ငံတို့အပြစ်ခတ်ရေးဆိုင်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုဒေါ်နယ်ထရမ့်ကတက်ရောက်ကြီးကြပ်ခဲ့ပါတယ်။လက်မှတ်မရေးထိုးမီကမ်မရီးယားဝန်ကြီးချုပ်ဟော်မာနက်ကငြိမ်းချမ်းရေးသဘောတူညီချက်အမှန်တကယ်ဖြစ်မြောက်လာအောင်ဒေါ်နယ်ထရမ့်ရဲ့ပြပြတသားဦးဆောင်ဂျိုးပန်းခဲမှုတွေအတွက်ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ဒါ့ပြင်ဟော်မာနက်က မလေးရှားဝင်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့ကိုညီမှုအတွက်လည်းကျေးဇူးတင်စကားဆိုခဲ့ပြီးပဋိပက္ခတစ်ခုကဘလောက်ခက်ခဲရှုပ်ထွေးနေပါစေငိမ့်ချတဲ့နီလန်နဲ့ဖြည့်ရှင်းနိုင်ရမယ်လို့ပြောကြားခဲ့ပါတယ်။ထိုင်းဝင်ကြီးချုပ်ကလည်းကမ္ဘောဒီးယားနဲ့အပြည့်ရက်စဲရေးအတွက်ထရမ့်ရဲ့ကိုညီအားထုတ်မှုတွေကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီးလက်နက်တွေဖယ်ရှားရေးစစ်တုံးမန်းတွေလှုပ်ပေးရေးတို့ကိုချက်ချင်းစတင်ရမယ်လို့ဆိုခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့ လူစားလင်းခံရခြင်း VNCS ရဲ့အပြုအမူအတွက်တည်ထက်တွေးဆုံပြီးစကားပြောဆိုသွားမယ်လို့အလွန်ဆိုပြောကြားခဲ့တဲ့အကစားသတင်းကိုတင်ဆက်ပေးမှာပါ Real Madrid နီးပြရှာဗီအလွန်ဆိုကဘာစီလိုနာနဲ့ပွဲမှာလူစားလဲခံရခြင်း VNCS ပြုမူခဲ့တဲ့အပြုအမူတွေအတွက်တည်ထက်တွေးဆုံပြီးစကားပြောဆိုသွားမယ်လို့ပြောကြားခဲ့ပါတယ် Real Madrid အသင်းဟာတနင်္ဂနွေနေ့ကဘာစီလိုနာနဲ့ရှင်ပြိုင်ခဲ့တဲ့ El Clasico ပွဲမှာ2-2နဲ့အနိုင်ရခဲ့ပြီး ပွဲချိန်82မိနစ်မှာ Vinicius နေရာမှာ Rodrigo ကိုလူစားလဲကစားစေခဲ့တာပါဒီလိုလူစားလဲခံရတဲ့အတွက် Vinicius ကဒေါသပေါက်ကွဲခဲ့ပြီးအလွန်ဆိုရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်တဲ့အပြုအမူတွေပြသခဲ့တဲ့အပြင်အဝိလေကန်နဲ့ထွက်ခွာသွားပြီးမှကွင်းအတွင်းပြန်ဝင်လာခဲ့တယ်လို့သိရပါတယ်ဒါကြောင့်ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာအလွန်ဆိုကကျွန်တော်ပွဲရက်ကအပေါင်းလက္ခဏာဆောင်တဲ့အရာများစွာကိုပဲအာရုံစိုက်သွားမှာပါပြီးတော့ Vinicius ကရရှိတဲ့ကောင်းသောအရာတွေကိုရော့ပေါ့ ဗီနီယက်တုံးပြန်မှုနဲ့ပတ်သက်ပြီးတော့လည်းစကားပြောသွားမှာပါ။ဒါပေမဲ့တကယ်အရေးကြီးတဲ့အရာထက်ဒါကိုမြေမောင်းထိုးမပြချင်ပါဘူး။ဗီနီကအကူအညီအများကြီးပေးနိုင်ခဲ့ပါတယ်။ဒါကအရေးကြီးပါတယ်။ထိုက်တန်တဲ့နိုင်ပွဲကအရေးကြီးပါတယ်လို့ပြောကြခဲ့ပါတယ်။ပွဲပြီးမှာနှစ်ဖက်ကစားသမားတွေကြားအချင်းများမှုတွေရှိခဲ့ပြီးအဲ့ဒီဖြစ်ရမှာ Vinicius ကအဝါကပ်ပြန့်ခံခဲ့ရကြောင်းလည်းသိရပါဗျ။အော်တိုဘာ29ရက်နေ့ညနေခင်းသတင်းတွေကိုထရရထုံးလေးတင်ဆက်ပေးသွားခဲ့တာပါ။ညရှင်းနိုင်မှလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးဝဲတင်ရှိပါတယ်ရှင်။